မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ငူအခြေစိုက်ကီတိုမတီလေးတက်စခန်းစီတိုလောင်ကန်ကို108မမရှော့တိုက်တုံးများဖြင့်တိုက်ခိုက်မှုပြမတ်ကိုတီတီမီမီတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခတ်ပောက်ကွဲမှုဖြစ်ပေါ်ခဲ့ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပကိုတိုင်းတောင်ကူမြို့အခြေဆိုင်ကေတုမဒီလီတက်စခန်းရှိစီတိုလောင်ကံများကို108မမရှော့တိုက်တုံးများဖြင့်ဖြစ်ခတ်တိုက်ခိုက်ခဲ့ရာပြစ်မှတ်ကိုထီထီမိမိတိုက်ခိုက်နိုင်ခဲ့ပြီးနိုင်ဝက်ခတ်ပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း February 4မြန်မာ VWN အဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်ရမန်နီဒီဇင်ဘာလ9ရက်နေ့ည9:55မိနစ်အချိန်တောင်ကူမြို့ရှိအာနာသိန်းစစ်အုပ်စု၏ကေတုမဒီလီတက်အတွင်ရှိစီလောင်ကံများကိုအဓိကပြစ်မှတ်ထား၍108မမရှော့တိုက်တုံး6လုံးဖြင့်ဖြစ်ခတ်တိုက်ခိုက်ခဲ့ရာလေတက်အတွင်သို့ကြားရောက်ပောက်ကွဲပြီး ထက်စစ်ပေါက်ကွဲတံများကြာရကြောင်းလေဒါအတွင်းပေါက်ကွဲမှုမှာနိုင်ဝက်ကျော်ချမြင့်ခဲ့ပြီးထိခိုက်ဒေဆုံးပျက်စီးမှုရှိနိုင်ကြောင်းသိရပါတယ်။ပြစ်မှတ်ကတော့အဓိကစီလောင်ကန်တွေတီးတဲ့ကိုရှိရွယ်ပြစ်တာပါ။စစ်ကောင်စီကတောင်ငူနဲ့ရေရာရှိတဝိုက်ကကြေးရွာတွေမှာစစ်ကြောင်းတွေထိုးပြီးနေရာပေါင်းစုံအထက်ထက်ပိတ်ဆို့ထားတာ။ အဲ့ဒီကြားထဲကလှုပ်ခဲရတာဆိုတော့အတော့ကိုခက်ခဲပြီးစွန့်စားရပါတယ်။လီတက်ဖြိုဖို့နီလန်းပေါင်းစုံသုံးပြီးပူပေါင်းတိုက်ခိုက်ကြဖို့တိုက်တွန်းကြံပါတယ်ဟု February 4မြန်မာ VWN အဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကို February 4မြန်မာ VWN အဖွဲ့ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Force MKCDF Anti Coup People Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသ Fighter စာကဲအဖွဲ့နှင့် KNL တပ်မဟာနှင့်တရင်ငါတို့ပူးပေါင်းက VWNE ် Mission 47အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။လူဦးတော်လန်ရေးဤအနိုင်ရှုံးကိုအစိုးရဖြတ်ပေးမဲ့စစ်အုပ်စု၏၄တပ်ကိုအ мян ဆုံးဖြုတ်ခွဲနိုင်ရင်မှတော်လန်ရေးအချိန်ကျလာသည်နှင့်အမျှအရေးကြီးလာပြီဖြစ်၍ VWN အဖွဲ့ကနေမြေကမဟာမိတ်များနှင့်ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းစီအိုစုဖက်မှာအထက်ထပ်ပိတ်ဆို့ကစီးထားတော့လေနေမြေကမဟာမိတ်အဖွဲ့များ၏အမှားကန်ကူညီမှုကြောင့်အခက်အခဲများကြောင့်မှပင်ဝင်ရောက်ပြစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဆလပီဖားကမ်းမျိုးနယ်တွင်အတန်တိတ်တပိတ်ရာနှုံးပြေအောင်မြင်စစ်တပ်ကမျိုးကိုပိတ်၍စစ်ဆေးရေးလုပ်နေစဉ်ဘုံပေါက်ကွဲပြီးစစ်တပ်ဘက်မှနှစ်ဦးဒဏ်ရာရရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကမ်းမျိုးနယ်တွင်အတန်တိတ်တပိတ်ရာနှုံးပြေအောင်မြင်ကြောင်းဖားကမ်းဒေသမှတော်လိုင်းရေးသတင်းရင်းမြစ်နယ်တပိတ်အင်အားစုများကသတင်းဌာနကိုပြောကြားပါတယ် ရှင်းဒီဒီဇင်ဘာလ10ရက်နေ့နနက်9:30မိနစ်အချိန်ဝင်းကျက်မှာစတင်ပြီးဖားကတမျိုးလုံးတွင်အတန်တိတ်တပိတ်အဖြစ်ပြည်သူများကပါဝင်ဆင်နွှဲကြပြီးလမ်းပေါ်တွင်မိသူတဦးတယောက်မျှမရှိတော့ကြောင်းစစ်တပ်ရဲနှင့်ပြည်သူစစ်ပြုစော်တီများသာကြံ့ရက်ကြောင်းစစ်တပ်ကလည်းဖားကမျိုးကိုပိတ်ဆို့ဆစ်ဆီးခဲ့ကြောင်းသိရပါတယ်စစ်တပ်ကဖားကတမျိုးလုံးကိုပိတ်ဆို့ဆစ်ဆီးနေစဉ်ဖားကမျိုးလည်းဘီလီတရာထိတ်တွင်ဘုံပေါက်ကွဲမှုဖြစ်ပွားပြီးစစ်တပ်ဘက်မှနှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရပါတယ် ဘုံပေါက်တဲ့အချိန်ပြည်သူကလမ်းပေါ်မှာမရှိဘူးစာခနဲ့ပြူတွေပဲရှိတာနှစ်ဦးထံရရသွားတယ်။ဖာကန်မှာအတန်တိတ်တပိတ်ကရန်နှုံးပြအောင်မြင်ပါတယ်ဟုဖာကန်တပိတ်အင်အားစုမှတရင်ရင်မြက်ကပြောဆိုပါတယ်။ဖာကန်မျိုးနယ်တွင် KIA နဲ့ PDF ညကအထူးကစုမိုးထားပြီးဖာကန်မျိုးနယ်တွင်စစ်တပ်ကအထိုင်ကျတပ်ဆွဲထားကြောင်းလက်တလုံးစစ်တပ်စစ်ကြောင်းများကဖာကန်မျိုးတို့စစ်ကြောင်းထိုးလာနေပြီးလာမယ့်ကာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ရေးစစ်တပ်ကစူးစမ်းနေကြောင်းတော်လည်ရေးတရေရင်းမြစ်များ၏အဆိုအရသိရပါတယ်။ မြန်မာနိုင်ငံတွင်စစ်တပ်ကရွေးကောက်ပွဲအကြိုကလာကြီးလီတော်နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေဟုကုလသမဂ္ဂ IMM ကသတိပေးတယ်ဆိုတဲ့တင်ကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်တပ်ကရွေးကောက်ပွဲအကြိုကလာအတွင်ကြီးလီတော်နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေကြောင်းကုလသမဂ္ဂဤမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IMM ကသတိပေးပါတယ်။ မြန်မာစစ်အာဏာပိုင်များကဒီဇင်ဘာ28ရက်တွင်ကျင်းပရန်စီစဉ်ထားသည့်အထွေထွေရွေးကောက်ပွဲအကြိုကာလအတွင်းမြန်မာနိုင်ငံတွင်ကြီးလေသောနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေကြောင်းသတင်းပေးပို့ချက်များတိုးလာနေကြောင်းလူမှုအကြမ်းတွင်အကြောက်တရားပြန့်ပွားစေရန်စစ်တပ်ကရာဇဝတ်မှုများကိုကျူးလွန်နေကြောင်းသိရှိရပါသည်။လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကျင်းပတာဒါမှမဟုတ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တာက ရန်နရရဲ့လုတ်ပိုင်ပွင့်ထဲမှာပါဝင်တဲ့ရှားစွဲမှုမဟုတ်ပါဘူး။ရန်နရရဲ့လုတ်ပိုင်ပွင့်မှာဆစ်ရစွဲမှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရှားစွဲမှုနဲ့လူမျိုးပြုံတီးစေမှုတွေမှာပါဝင်ပါတယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရှားစွဲမှုဖြစ်စေနိုင်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့လူထုကြားမှာအကြောက်တရားပြန့်ပွားစေတဲ့အကြောင်းစိတ်ပူစရာကောင်းတဲ့သတင်းပေးပို့ချက်တွေကိုရန်နရကလက်ခံရရှိထားပါတယ်ဟု IIMME အကြီးအကဲနီကိုလတ်ခွန်ချန်ကပြောကြားခဲ့ပါတယ်။ မြန်မာစစ်အာဏာပိုင်များကရွေးကောက်ပွဲကိုဝေဖန်ယုံသက်သက်မြကိုရှာစဝတ်မှုအဖြစ်သတ်မှတ်သည့်ဥပဒေတရက်ကို2025ခုနှစ်ဇူလိုင်လတွင်ပြဋ္ဌာန်းခဲ့ကြောင်းရှင်းဥပဒေအရထောင်နဲ့နှစ်20အထိချမှတ်နိုင်ပြီးတည်တံလဲချမှတ်နိုင်ကြောင်းသိရပါသည် လူမှုကွန်ရက်တွင်ရွေးကောက်ပွဲကိုဝေဖန်ခြင်းနှင့်ရွေးကောက်ပွဲစန့်ကျင်ရေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းများပြုလုပ်ခဲ့သည့်ဆိုသည့်စွပ်စွဲချက်များဖြင့်အဆိုပါဥပဒေကိုအသုံးပြုကာကလေးများအပါအဝင်လူအများအပြားဖမ်းဆီးခံရသည့်ဆိုသောတရင်ပိပိုချက်များကိုရန်ရယာကစုဆောင်ထားကြောင်းရန်ရယာသည်ဥပဒေကြောင့်အရာအခြေမြင့်မရှိဘဲသို့မဟုတ်ဥပဒေဆိုင်ရာလုံထုံးလုံလီများမပါဘဲဖမ်းဆီးထောင်ချသည့်အထောက်အထားများကိုစုဆောင်နေကြောင်းသိရပါသည် မြန်မာစစ်တပ်သည်လက်နက်ကင်တပ်ဖွဲ့များလက်ရှိထိန်းချုပ်ထားသည့်နေမည်များကိုပြန်လည်သိမ်းယူပြီးရွေးကောက်ပွဲကျင်းပနိုင်သည့်နေရာများချဲ့ထွင်ရန်အတွက်အရက်သားပြည်သူများနေထိုင်သည့်ကြီးခွာများကိုလေကြောင်းတိုက်ခိုက်မှုများတိုးမြင့်လှုပ်ဆောင်နေသည့်ဆိုသောသတင်းပေးပို့မှုများကိုလည်းရန်ရက်ကစုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရှိရပါသည်